ါပါရှင်။ Radio Veritas Asia အာရှသမတ်ရသံရွေချန်နာမှာမြန်မာဘာသာစီစဉ်များကိုစတင်တင်ဆက်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း

တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့စက်တင်ဘာလ26ရက်နေ့မှာတက်ရောက်တဲ့ဝိနည်းရှင်ညားကတော့တကယ်တမ်းသွားတဲ့ဒီမှာအောင်ကျော်မူစစ်တွေမျိုးမှာမတင်နေအိမ်ကောင်ကြီးမျိုးမှာဒိုးစမီကောင်ကြီးမျိုးမှာပဲဒိုးသာတော်မန်ရန်ကုန်မှာမောင်နေလင်းရန်ကုန်မှာပဲဒီဒီမောင်တော်မျိုးမှာကလာရင်ကလေးမျိုးမှာဦးလာအောင်ကျောင်းမဲမျိုးမှာ နန်းတင်တင်အေးဝိုက်ကော်မျိုးမမှတ်ဆရာကေဝိုက်ကော်မျိုးမှာပဲမူလေးနစ်ဟောမက်တော်ကျဲကျမှုမျိုးမှာတီတာပေါ့ခုတ်ငါပြောင်းမန္တလေးမှာနော်ဝလေးခေါ်မတ်တီတင်ဝင်မန္တလေးကဘုံမှာကိုကိုမောင်ချမ်းသာရမလေးချက်ဟိလို့ပဲဖြစ်ပါတယ်ဒီကနေ့စက်တင်ဘာလ26ရက်နေ့မှာကြက်ရောက်တဲ့ဝင်းနေရှင်များကြည့်ရှုနားဆင်အပေးနေသူများ တောင်းဆိုထားကြသည်များအလုံးပေါ်အပါဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတို့၍ခံစားရပါသည်ကြောင့်အသက်တမတရားမြန်မာဝိုင်းစီတွေမှာဘိုင်းတော်သူဘိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံကောင်တောင်းပေးရင်ဒိဋ္ဌန်ရှင်ဖာသာဆိုင်ပြန်ပြီဆိုထားတဲ့ကျွန်တော်နဲ့အတူနေပါဆိုတဲ့ဓမ္မတခြင်းကိုပေးဆက်ပေးလိုက်ပါတယ် 撒呀琴，万妙琴，几怒千吨。古罗皮亚，只能奈杜尼巴。那真情，万奈情，几贵千吨。阿比布，只能问那嘛，尼巴皮亚神，米亚代。 နေတရေအချိန်တိုင်းပဲလေကိုရောပြကျွန်တော်နဲ့အတူနေပါအလိုတော်တိုင်းလိုက်ရှောက်သက်ရှင်မို့တွေ့လေတရားလာနဲ့ဆွဲမှယူကဲ့တည်းလေပါကိုယ်ရပြဘုချနောရဲ့ chain oh to know yeah call ah to know anama ni ba pain te mya to know si te mya ko do atwe pe sa pa chain lo sha ko do ka di pe ta ya chain te de chain mya ni ju de chain ကိုရောဖျားကျွန်တော်နဲ့အတူနေပါလိုတော့တိုင်းအတုံးပြုပါကျွန်တော်ဘဝကိုလက်နဲ့ကောင်းတစ်ခုဖြစ်စေကိုရောတွေ့ န်ရဲ့ချိန်တိုင်းပဲလေကိုရဖျားကျွန်တော်နဲ့အတူနေပါအလိုတော်တိုင်းလိုက်လျှောက်အသက်ရှင်မှုအတွက်လေတရားလမ်းနဲ့ဆွေးမယူကြတဲ့လေပါကိုယ်တော်ချာဟိုချနော်ရဲ့ ချင်းဟုတ်တဲ့နော်ရဲ့ကိုအားကျွန်တော်အနာမှနေပါပိုင်သမီးကျွန်တော်ရှိသမီးကိုတော့အတွေ့ပြစားတဲ့ရှင်လုံးရှာကိုတော့ကောင်းဒီပေတာရချင်းတည်တည်ချင်းများ to the change ကိုရောပြောင်းကျွန်တော်နဲ့အတူနေပါအလိုတော်တိုင်းအတုံးချူပါကျွန်တော်ဘဝကိုလက်နဲ့ကောင်းခုဖြစ်စေကိုရောတွေ့လေလက်နဲ့ကောင်းခုဖြစ်စေကိုရောတွေ့လေ ဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုယ်တော်ရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ချလာစွာသောညီကူမောင်နှမအပေါင်းတို့ယနေ့ခါ25ကြိမ်မြောက်တာမန်သတင်းမဲ့ရဲ့တောက်ချာနေဖြစ်ပါရယ်မိတ်ဆွေတို့ရောက်စီတိုင်းကိုဖျားသခင် ကောင်းကြီးပေးပါစေမြမပြည်ကြီးလည်းအလင်းမြန်ကြီးချမ်း၍ဘေးအန္တရာယ်ခတ်သိမ်းတို့မှကင်းဝေးနိုင်ပါစေလို့ ဥစွာဆူတောင်းပေးလိုက်ပါရယ်ညီကိုမောင်တို့မအပေါင်းတို့တခင်ခရစ်တော်ကတဲ့ကျွန်ုပ်တို့ကိုသူဘသူလဲဆိုတာသိစေခြင်းတဲ့အပြင်ကနေသိခြင်းထဲအတွင်းနှလုံးသားထဲကနေသိခြင်းကိုပို့ပြီးတော့လိုလားပါရယ်ဒီနေ့ဖတ်ရှုရတဲ့ဧဝံဂေလိကျမ်းစာကတော့ရှင်လူကာရေးသားထားသောကျမ်းစာဖြစ်တယ်ရှင်လူကာကတဲ့တခင်ခရစ်တော်ရဲ့ဆူတောင်းခြင်းတွေကိုမှတ်တမ်းတစ်ခုတစ်ပွဲ့ ပြုစုဖော်ပြလေရှိပါ रे ယခုလည်းပဲသခင်ခရစ်တော်ကတဦးရီဆူတောင်းနေစဉ်သူ့ရဲ့တပည့်တော်ကြီးများဟာသခင်ခရစ်တော်ရဲ့အနာမှာတွင်ရှိနေတယ်ဆိုပြီးတော့ကျမ်းစာမှာဖော်ပြထားပါ रे သခင်ခရစ်တော်ကထိုသူတပါးရီဆူတောင်းအပြီးမှာမိမိကိုလူတွေကဘသူလို့ထင်ကြသလဲဆိုပြီးတော့တပည့်တော်ကြီးများထံမှာမေးခဲ့ပါ रे အချို့ကယောဟန်ဘပ်တိစံအချို့ကအေလိယျ အချို့ကပရောဖက်တပါးပါပြန်ရှင်လာသည်ဟု၍ပြောကြတဲ့ကြောင်းတပည့်တော်ကြီးများက ပြန်လည်ဖြေကြားခဲ့ပါရဲ့ထိုဖြေကမမှန်သေးတဲ့အတွက်တင်တို့တွေကရောငါ့ကိုဘသူလို့ထင်ကြတယ်ဆိုပြီးတော့အတွင်းလူတွေရဲ့ခံယူချက်ကိုမေးလိုက်ပါရဲ့ကျန်တဲ့တပည့်တော်ကြီးတွေကငြိမ်သက်နေချိန်မှာတမေထုကတော့ဒဲမေးတဲ့မေးခွန်းကိုဒဲပဲပြန်ပြီးဖြေကြားလိုက်ပါရဲ့ အတွင်းလူတွေရဲ့ခံယူချက်ကိုမေးလိုက်တဲ့သခင်ခရစ်တော်ရဲ့အမေကိုတမေထုကလည်းသူ့ရဲ့အတွင်းလုံးသားထဲမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့နှူးဆော်မှုကြောင့်ရှိနေပြီးသောခံယူချက်ကိုပဲဖြေချလိုက်ပါれထိုဖြေချချက်ကတော့ကိုရောသည်ဖျားသခင်ဤခရစ်တော်ဖြစ်ပါသည်ဆိုပြီးတော့ဖြေချခဲ့တာဖြစ်ပါれထိုဖြေချချက်ဟာမှန်ကန်ပါれ အဲ့ဒီဖြည့်ချားချက်ကမှန်ကန်နေတော့လဲပဲထုတ်ပေါ်ပြဖို့အချိန်မတန်သေးတဲ့တွေ့ထိုရာကိုမြည်သူကိုများမပြောကြရင်တခင်ခရစ်တော်ကကြက်တီးစွာတားမြစ်တယ်ဆိုတဲ့ကြောင့်ယင်းဒီချမ်းသာမှာတွေ့ရှိရပါတယ်ညီကောင်မောင်မပေါင်းတို့သင်တို့ကျွန်တို့တူးချင်းစီရဲ့ရှေ့ကိုတခင်ခရစ်တော်ကြွလာပြီးတော့ငါကိုဘယ်သူလို့ထင်တယ်လဲလို့မေးလာရင်သင်တို့ကျွန်တို့ဘယ်လိုဖြေကြလိမ့်မလဲကိုရောဟာဖခင်ရဲ့သားတော်စီလူပိတ်တိတ်ခံယူထားသူဆိုပြီးတော့ အတွင်းနှလုံးသားထဲကနေလာတဲ့ယုံကြည်ခြင်းနဲ့ရှင်နိုင်လိမ့်မလားဓမ္မမို့ကိုယ့်ရဲ့ကိုယ်ပိုင်မဟုတ်ဖဲနဲ့ပြင်ပကလာတဲ့အတ္တိတရားတနည်းအားဖြင့်မိမိရဲ့မိဘဆွေမျိုးတွေမိမိရဲ့ဘာသာရေးခေါင်းဆောင်တွေရဲ့ဟောပြောတွင်တင်ချက်တွေဝင်မြချက်တွေတော့ထူချားရတဲ့အရာတွေကိုပဲချင့်ချင်စဉ်းစားပြီးတော့သူတော်ရဲ့အတွေးခေါ်ကိုပဲထူရပေါ်မှာအခြေခံသုံးသပ်ပြီးတော့အဖြေပေးနေမလား နော်မိမိကိုယ်ကိုပြန်လဲပြီးသုံးသက်ကြည့်ပါတမေထုကတော့တန်ရှင်းသောဝိညာဉ်တော်ကြောင့်မှန်ကန်တဲ့အဖြေကိုနှုတ်ကနေဖွင့်ခဝန်ခံနိုင်ခဲ့တယ်တဲ့ဒါကြောင့်ကျွန်ုပ်တို့လည်းသခင်ခရစ်တော်ဘုသူလဲဆိုတာကိုမှန်ကန်စွာယုံကြည်ဝန်ခံနိုင်ရန်အတွက်တန်ရှင်းသောဝိညာဉ်တော်နဲ့အတူရှိဖို့လိုပါလိမ့်မယ်ဖျားတဆူပြင်မိသည့်အရာတတ္တဝါကိုမြဖျားအမှန်နဲ့ကိုးကွယ်ခြင်းကိုမပြုနှင်းဆိုတဲ့ထာဝရဖျားပေးခဲ့တဲ့ပြည့်ညတ်တော်ရဲ့တော့ဖျားသခင်ကိုစိတ်နှလုံးကျွင်းမဲ့ ညံတွင်းမဲ့စွမ်းအားရှိများနဲ့ချစ်လို့ဆိုတဲ့တားတော်ယေရှုဖျားပေးခဲ့တဲ့ဒီပြညက်ချက် ထိုချက်ကိုလေးနဲ့စွာသုံးသက်ကြည့်မယ်ဆိုရင်ဘုရားသခင်ကအရာအလုံးရဲ့အရှိပထမနေရာမှာရှိနေရမယ်လို့ဖော်ဆောင်နေရာရောက်ပါလေကျွန်တို့တူချင်းစီကလည်းဘုရားကိုဘယ်နေရာမှာထားတယ်ပြန်လည်ပြီးသုံးသက်ကြည့်ပါဘုရားနဲ့ငွေဘယ်ຢာက ပထမလဲဘုရားနဲ့ယာဓုအာနာဘယ်ຢာက ပထမလဲ ဖျားနဲ့တနာယာကရှင်ဘယ်ယာကပထမနေရာလဲဖျားနဲ့အစားတော့ဘယ်အရာကပထမလဲဖျားနဲ့ချစ်သူရည်စားရှင်ရင်ဘယ်အရာကပထမလဲဖျားနဲ့နိုင်ငံရေးဖျားနဲ့စီးပွားရေးဖျားနဲ့ပညာရေးထိုးရာတွေရှင်ရင်ဘယ်အရာတွေကပထမနေရာမှာရောက်နေလဲဖျားကို ပထမနေရာမှာမထားနိုင်သောအရာဟုသမျှဟာ လွဲမှားမှုဖြစ်နေတယ်ဆိုတာ သတိပြုဆင်ခြင်ကြရမှာဖြစ်တယ်။ဒါကြောင့်ချစ်တော်ညီကောင်မောင်ပေါင်းတို့ကျွန်ုပ်တို့တွေလည်းပဲသခင်ခရစ်တော်ဘုရားကိုအတွင်းလုံးသားတွေကတည်ခြင်းအတွင်းလုံးသားတွေကယုံကြည်ခြင်းရှိသော သူများဖြစ်နေရအောင်ဝိညာဉ်ကြီးသူတော်များဆက်လက်တောင်းခံသွားကြပါစု။ထိမ့်သိမ့်ကြစီတဘာဝဝမိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြ ထိမ့်သိမ့်ကြစီသွားဝအဝေဆိုတဲ့ကန္တာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့ပုံဟမ်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ထုတ်ပြန်တော်မူခဲ့သောစာကျွန်တော်လောက်သားရိုစီတဲကနေစင်ရသားတို့ငိုကြွေးတံကို နားစွန့်ပါဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ပြပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာဒီစင်ရသားတို့ငိုကြွေးတံကိုနားစွန့်ပါဆိုတဲ့ခေါင်းစဉ်ကတော့ လောက်တာတို့စီစာချုပ်တော်ပါဒုတိယအချက်ခါခွေးမှာပါဝင်လာပဲဖြစ်ပါတယ်။ပုဟံမင်းကြီးဂျွန်ဘောသက်ကန်းရဲ့အဆိုအရကျွန်တော်တို့ရဲ့ကဘာမြေဟာ ကိုချင်းတရားသီလဆိုင်ရာကပ်ဘေးတစ်ခုနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ဟုတ်ပါတယ်မိတ်ဆွေ။ယနေ့ခေတ်ကဘာဟာ အပြစ်တစ်ခုကိုကျူးလွန်ဖို့ရာ တုံဆိုင်မနေတတ်တော့ပဲမဆက်တတ်တော့ရင် လုံးလေးလှုပ်ထရှိတဲ့အရာတစ်ခုလိုလှုပ်ဆောင်နေခဲ့ကြပြီ။ ဖြစ်ပါတယ်ဒီလိုကမ္ဘာအဖွဲ့အစည်းများရဲ့ကိုကျင်တရားဖြစ်ပြမှုတွေအတ္တတွေဟာမိမိတို့ရဲ့အချိုးအမြတ်တွေပဲကြည့်တဲ့လောက်ရက်တွေဟာအချိုးစားမကြီးလားတဲ့လူပေါင်းအဖွဲ့အစည်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်တစုံတယောက်လူမျိုးတစ်မျိုးလူတန်းစားတည့်ရဲ့ကောင်းစားကြွယ်ဝသွားပြီးလူမှုအတိုင်းအဝန်းမှာကြီးမားတဲ့လူနေမှုစနစ်ကိုဖြစ်ပေါ်လာစေခဲ့ပါတယ် ဒါကြောင့်လဲတန်စရာထုတ်ယူသုံးဆွဲတဲ့နေရာမှာလဝါကြီးအုံမှုတွေရှိလာခဲ့ပြီးကဘာမီရဲ့ငိုကြေးတန်ဟာကျွန်တော်တို့စင်းရဲသားများရဲ့ငိုကြေးတန်တွေဖြစ်လာခဲ့ရပါတယ်ဒီစင်းရဲသားများရဲ့ငိုကြေးတန်ကို ကျွန်တော်တို့နားဆင်နိုင်ဖို့ရလိုအပ်လာပါတယ်စင်းရဲသားလူနင်းပြားများဟာဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်အခမ်းအနားဆုံးလူဒန်းစားတွေဖြစ်ပါတယ်ဖွင့်ပြောတဲ့နိုင်ငံများနဲ့ စင်းရဲတဲ့နိုင်ငံများမှာဒီလိုလူဒန်းစားတွေအများကြီးရှိနေပါတယ်မိတ်ဆွေပေါင်းခင်ဗျာကိစ္စကြီးငယ်တစ်ခုပေါ်ပေါက်လာခဲ့မယ်ဆိုရင် အထူးကြိုက်ဆုံးဖြစ်တဲ့လူဒန်းစားတွေပဲဖြစ်ပါတယ်စင်းရဲတဲ့တွေမကပါဘူးခုခံနိုင်စွမ်းမရှိတဲ့ကလေးငယ်လေးတွေအမျိုးသမီးတွေလူနည်းစု တိုင်းရင်းသားလူနည်းစုတွေတောင်းဆိုပိုင်ခွင့်ရပိုင်ခွင့်မရှိသလောက်နေပါလာတဲ့ပုံပေါ်တွေဖြစ်ပါတယ် မိတ်ဆွေများခင်ဗျာတဘာပဝင်းရှင်ပျက်စီးမှုတွေဤကဘာမြင်ရဲ့ယိုရင်းပျက်စီးမှုတွေကိုလေ့လာနေတဲ့သူတွေစ조사ဆောင်ရွက်နေကြတဲ့သူတွေများတော့ရှိပါတယ်ဒါပေမဲ့ကိုချင်းတရားအပိုင်းနဲ့ပတ်သက်လို့တင်ပြဆွေးနွေးတဲ့ပုံကူများကတော့လူနည်းစုပဲဖြစ်ပါတယ်ဘယ်နေရာဘလို့အခြေအနေတွေပဲဖြစ်ဖြစ်ရှင်ရသားများရဲ့အသံကိုနားထောင်ပြပါကျွန်တော်တို့ဟာရှင်ရသားလူတန်းစားနဲ့အခြားသောလူအဖွဲ့အစည်းတွေရဲ့ကြားမှာ ပေါင်ကူတရားတစ်ခုလိုတိဆောက်နိုင်မို့ရာလိုအပ်ပါလေအလူလေးတစ်ခုလူတိုင်းယုံနဲ့ပြည့်စုံမို့ရာခက်ခဲလာပါလေအလူရှင်နေအလူခံနေဆိုတဲ့အဆင့်ထဲကြော်လွန်ပြီး we are the one မတို့ဟာတလုံးတဝရဖြစ်တယ်မတို့ဟာဖះရှင်ရဲ့သားသမီးတွေဖြစ်တယ်ဆိုတဲ့စိတ်အစဉ်ကို မွေးမြူဖို့ရာလိုအပ်လာပါလေဒီစင်ရသားများရဲ့အတန်ကို ကြားပြီးဒီဟုတ်တဆိုင်နဲ့ရှိကြကား ကဘာမီကိုကာဝယ်စောင့်ရှောက်ခြင်းဟာဒီလောက်ရာရိုစီစာချွန်တော်ရဲ့အဓိကနှလုံးသားနေရာဘ ਹੁ အချုပ်ပဲဖြစ်ပါတယ်။ဖျားရှင်ကဲ့သို့သောလူညာတိမ်မွေပြီးတနာတတ်တဲ့နှလုံးသားများကို ပိုင်ဆိုင်နိုင်ဖို့ရာကျွန်တို့တို့လိုအပ်လာပါတယ်။မိတ်ဆွေပေါင်းလည်းဒီလိုလူညာသောနှလုံးသားများဖြင့် စင်ရသားတို့ရဲ့ဘိုလ်ကျွေးတံများကို နားထောင်ပြီးကဘာမီအတွက်အတတ်နိုင်ဆုံးလှုပ်ဆောင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ ိုက်တွန်းလိုက်ရပါတယ်။မိတ်ဆွေပေါင်းစင်ရသားများဤအကျိုးကို ကြည့်ရှုခြင်းဖြင့်မိမိတို့ကိုယ်တိုင်စင်ရခြင်းများမှာကင်းဝင်းနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာ ပို့သပါတယ်။ကျွန်တော်စောနိုင်ဦးပါဒီကနေ့တို့ဒရင်ကနာမှာတော့ဦးရမင်းကြီး လီယို14အင်ကာနီညနေပိုင်းကကတ်စတယ်ကန်ဒါဖိုမဗာတီကန်တို့အပြန်ခီးတွင်သတင်းတော်များဤမိကုံများကို ပြန်လည်ဖြေချခြင်းသတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ယမ်မင်းကြီးလီယို14ဒီအင်ကာနီညနေပိုင်းတွင်ကတ်စတယ်ကန်ဒါဖိုမဗာတီကန်တို့ပြန်လည်ရောက်ရှိခဲ့ပါသည်။ဗာတီကန်တို့မထွက်ခွာမီအရှိလေပိုင်းချင်းနေနဲ့ပတ်သက်၍သတင်းတော်များဤမိကုံများကိုပြန်လည်တုံ့ပြန်ဖြေချခဲ့ပါသည်။ ပါလက်စတိုင်းနိုင်ငံတစ်ခုအဖြစ်အတိမတ်ပြုခြင်းနဲ့ပတ်သက်၍မေးမြန်းသောမေးခွန်းအပေါ်တွင်ယဟမင်းကြီးကလွန်ခဲ့သောနှစ်အချိန်တော်ကြာကလေးကနှစ်နိုင်ငံဖြေရှာရေးကိုအတိမတ်ပြုထားပါတယ်။ဒါကရှင်းလင်းပါတယ်ကျွန်တော်တို့အားလုံးပြည်သူတွေရဲ့လေးစားမှုကိုခံယူနိုင်မဲ့လမ်းကြောင်းကိုရှာဖွေရပါမယ်ဟု၍၎င်းထို့သောအတိမတ်ပြုခြင်းနဲ့ပတ်သက်၍ဒီကိစ္စကအထောက်အကူဖြစ်နိုင်ပါတယ်။သို့တော်လည်းယခုချိန်မှာအခြားတစ်ဖက်ကတကယ်နားထောင်ခြင်းစိတ်မရှိတဲ့အတွက်ကြောင့် ဆွေးနွေးမှုတွေဟာပြည့်ပြားနေပါတယ်ဟု၍၎င်းဂါဇာခြေနင်းနဲ့ပတ်သက်၍ဘုရားသခင်ကိုကျေးဇူးတင်ပါသည်ဂါဇာရှိကက်သလစ်ဘုရားကျောင်းအကြောင်းကိုလည်းတည်င်းရရှိကြောင်းသို့တော်လည်းကျူးကျော်မှုတွေကပုံမူနီးကပ်လာနေကြောင်းဒီညနေပိုင်းမှာပဲသူတို့နဲ့အဆက်အသွယ်ရကြောင်းဆက်လက်ပြီးသတင်းတောက်များကရုရှား၏ကျူးကျော်မှုများကိုမေးမြန်းသောအခါတစုံတယောက်ကပဋိပက္ခကိုပုံမူပြင်းထန်အောင်လှုပ်ဆောင်နေပါတယ်ပူပူပြေးအန်ဒီယံများလာပါတယ် လက်နဲ့ချစီရေးတိုးချင်းမှုတွေရက်ဆွေးနွေးစပွဲကို ပြန်လာဖို့လိုအပ်တယ်ဆိုတာကျွန်ုပ်အဆက်မပြတ်တိုက်တွန်းနေပါတယ်ဟု၍၎င်းယခုအချိန်နှင်းမှာဥရောပတကယ်ပဲစီးလုံးကြရင်အများကြီးလှုပ်ဆောင်နိုင်လိမ့်မယ်လို့ကျွန်ုပ်ယုံကြည်ကြောင်းလက်နဲ့ပြန်လည်တက်ဆင်ဖို့လိုအပ်သလားဟုမေးမြန်းရာတွင်ဒါတွေကနိုင်ငံရေးကိစ္စတွေပါဥရောပပေါ်ပြင်ပဖိအားတွေလည်းရှိနေပါတယ်ဒီအချက်တင်တဲ့ပတ်သက်လို့ကျွန်ုပ်မှတ်ချက်မပေးလိုပါဘူးဟု၍၎င်း ထို့ပြင်လာမီလာများတွင်ယဟန်မင်းကြီးယုံတော်ကဆောင်ရွက်နိုင်သည့်တန်တမန်ရေးရာစပြိုးမှုများနှင့်ပတ်သက်သောမိဂုံများကိုယဟန်မင်းကြီးကကျွန်တော်တို့ကတန်တမန်နေနဲ့ဆက်သွယ်မပြတ်ဆွေးနွေးနေပါတယ်နိုင်ငံတော်ကြီးကဲတွေရောက်လာတဲ့အခါမှာလည်းဖြေရှာနိုင်ဖို့အမြဲတမ်းကြိုးစားပြီးစကားပြောနေပါတယ်ဟုသတင်းတော်များ၏မိဂုံများကိုပြန်လည်ဖြေချခဲ့ပြီးယဟန်မင်းကြီးဒီဗာတီကန်သို့ပြန်လည်ထွက်ခွာတော်မူသည် နေ့တို့ပြင်ကဏ္ဍမှာတော့စစ်ဘေးတင့်ဒေတာများတွင်ငိမ့်ချမ်းရေးရရှိစေရန်အော်တိုဘာလအတွင်းကက်သလစ်ဘာသာဝင်များအားနေစဉ်စိတ်ပရိစိတ်ကြဖို့အိုယမ်မင်းကြီးလီယိုတိုက်တွန်းတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အိုယမ်မင်းကြီးလီယို24ကဖျားသခင်ငိမ့်ချမ်းရေးလက်ဆောင်ကိုတောင်းခံရန်အတွက်အော်တိုဘာလအတွင်းနေစဉ်စိတ်ပရိစိတ်ကြရန်ယုံကြည်သူများကို တိုက်တွန်းခဲ့ပါသည်။မိမေရောယုံကြည်ကိုးစားခြင်းဂျူဘလီပွဲတော်၏အစိတ်အပိုင်းဖြစ်အော်တိုဘာလ17ရက်နေ့တွင်စိန့်ပီတာယင်မြင်၌ စေဝရီစိတ်ခြင်းအခါနာအကြောင်းကိုလည်းကြီးညာခဲ့ပါသည်ကက်သလိက်သာသနာတော်ကတန်ရှင်းသောပရိစိတ်ခြင်းကိုရည်စူးထားသည့်အော်တိုဘာလအတွင်းတွင် အထူးသဖြင့်စစ်ဘေးသင့်ဒေသများ၌ငြိမ်းချမ်းရေးရရှိရန်အတွက်ကဘာတော်ရှိကက်သလိက်ဘာသာဝင်များပရိစိတ်ခြင်းဖြင့် စီလုံးညီညွတ်မှု ပြကြဖို့ဖြစ်ပါသည်ပုံရမင်းကြီးလီယို24ကအပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းလူမှုပိဋကတ်တွေ့ဆုံခြင်းမှာဤအကြောင်းအရာကိုကြီးညာခဲ့ခြင်းဖြစ်ပါသည်ယောမမျိုးရှိယုံကြည်သူဘာသာဝင်များသည် 2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ညနေ6:00နာရီချိန်တွင်စိန်ပီတာရင်မြစ်၌စူဝေးကြပြီးစိတ်ပရိစိတ်ကြမည်ဖြစ်ကြောင်းလာမည့်လရဲ့နေ့တိုင်းမှာတဦးချင်းစီဖြစ်စေမိသားစုလိုက်ဖြစ်စေလူမှုအတိုင်းဝိုင်းလိုက်ဖြစ်စေငြိမ်းချမ်းရေးအတွက်ပရိစိတ်ကြဖို့လူတိုင်းကိုဖိတ်ခေါ်ခဲ့ပါသည်။ရမင်းကြီးဒီဗာတီကန်ဝန်ထမ်းများလည်းအောက်တိုဘာလတစ်လျှောက်လုံးစိန်ပီတာဖျားကြောင်းတော်ကျင်း၌နေ့စဉ်ညနေ9:00နာရီတွင်ပရိစိတ်ရန်ဖိတ်ခေါ်ခဲ့ပါသည်။ ။ပေါ်ဇူဂီဖျားဖူးများနှုတ်ဆက်စကားပြောရာတွင်ယဟန်မင်းကြီးလီယိုကဒေစီနိုင်သောမုံတီးမှုများကြောင့်ဖြစ်ပေါ်လာသည့်ပျက်စီးယိုယွင်းမှုများကိုဝန်내ကြောင်းထုတ်ဖော်ခဲ့ပါသည်။လူသားမျိုးနွယ်ကိုလင်းလက်တောက်ပစေပြီးမြင့်တင်ပေးသည့်တခင်ခရစ်တော်၏မေတ္တာတရားတော်ကိုခြားသူများနှင့်ဝေမျှရန်ခရိယာများအားလည်းဖိတ်ခေါ်ခဲ့ပါသည်။အင်းချမ်းရေးအတွက်ပရိစိတ်ချင်းခန္ဓာကိုအော်တိုဘာလ17ရက်နေ့12ရက်နေ့တို့တွင်အမိမေရောယုံကြည်ကိုးစားခြင်းဂျူဘလီပွဲတော်အတွင်းကျင်းပမည်ဖြစ်ပါသည်။ ထိုနေ့သည်1962ခုနှစ်အောက်တိုဘာလ17ရက်နေ့တွင်အိုယန်မင်းကြီးစိန့်ဂျွန်23ကဖွင့်လှစ်ခဲ့သည့်ဒုတိယဗာတီကန်ကောင်စီဖွင့်ပွဲ၏63နှစ်မြောက်နှစ်ပတ်လည်နေ့လည်းဖြစ်ပါသည်ဗာတီမာမေရိုဤပုံသူကိုစေပရိစိတ်ချင်းအခမ်းအနားနှင့်အမိမေရိုအားယုံကြည်ကိုးစားခြင်းဂျူဘလီပွဲတော်အတွက်စိန့်ပီတာယင်ပြေ၌ထားရှိမည်ဖြစ်ကြောင်းဗာတီကန်သတင်းဌာနကဖော်ပြထားပါသည် ဒီတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါပြီ။ဩဒါရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန်ဒီယခသိန်းဘီယံခသိန်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။